ားတော်အဲ့တော့ green methodology ကအတ္တိနာနဖျားမအကြောင်းကိုပုံမြင်လေးပြောပြသွားမှာဖြစ်ပါတယ်။အတ္တိနာနဖျားမကပညာရဲ့စည်ရေး view ဟာနဲ့လက်မှုပညာရင်းအကြောင်းမို့လို့အရင်ကစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းရှိခဲ့တယ်။အတ္တိနာက Zeus နဲ့မင်းကြီးရဲ့တမီးတစ်ပါးဖြစ်ပါတယ်။ဒါပေမဲ့သူက Zeus နဖျားနေပြီးတော့မှာပဲကိုယ်တိုင်းမွေးလာတဲ့တမီးပေါ့နော်။ Zeus ကတ္တိနာက Zeus ရဲ့ခေါင်းထဲကနေပြီးတော့မှပတ်ဖွားလာတာဖြစ်ပါတယ်။ အတင်နာကရိုးတန်းတန်းမွေးဖွားတာမဟုတ်ပါဘူးသူကမဖျားတော့ရဲ့ဘယင်ဇူရဲ့ပညာနဲ့တမီးတပားဖြစ်တဲ့မစ်သစ်တို့ကနေမွေးလာတာဖြစ်ပါတယ်ဇူကမစ်သစ်ကိုကိုဝင်ရှိနေတဲ့အချိန်မှာပဲမျိုးချလိုက်တယ်ဒါပေမဲ့အတင်နာကဇူရဲ့ခေါင်းထဲကနေကြီးထွားနေခဲ့တာပါတမီးမှာဇူကခေါင်းကိုကိုက်လာတယ်ပြီးတော့အတင်နာဖျားမက အတင်နာကဇူရဲ့ခေါင်းထဲကနေပြီးတော့မှရှိတယ် ါခေါင်းမှာခေါင်း hammer တီးပြီးရင်ဒါဒိုင်းပေါ့ဒိုင်းနေနဲ့စိဝတ်ဆောင်အပြည့်အစုံနဲ့မွေးဖွားလာတဲ့နတ်ဘုရားမှာတပါဖြစ်ပါတယ်။အတီနာကိုခိမတတော်လို့ရှင်မှာဆိုလို့ရှိရင် goddess of war တို့ goddess of wisdom နဲ့ god abundant deity လို့ခေါ်ကြပါတယ်။အတီနာကစစ်ပြူဟာနဲ့ဉာဏ်ပညာကိုပူဇော်ပြုတဲ့နတ်နတ်ဘုရားမှာ တဆူချမအမြဲတမ်းတည်ငြိမ်ပြီးတော့တာဝန်ယူတတ်တဲ့နေပြားမှာတပါဖြစ်တယ်။ပြီးရင်စစ်သမားဖြစ်ပေမဲ့မသိမ့်ပိုက်တဲ့စစ်နဲ့သဘောတူပြီးတော့မှဥပဒေနဲ့ကြားရဲကအဖွဲ့အစည်းနဲ့တိုက်တဲ့စစ်ကိုပဲကူစားပြုတယ်။အတင်နာရဲ့မျိုးတော်ကအတင်ဖြစ်ပါတယ်။ အတ္တိနာကဉာဏ်ပညာနဲ့စည်ရေးမှာတည်းမဟုတ်ဘူးအမှုပညာနဲ့လက်မှုပညာတွေမှာလည်းထွန်းကားတဲ့နှစ်ဖရားမှာတဆိုလဲတခါတော့ကအီတီမျိုးကိုနှစ်ဖရားအီတီမျိုးကိုကာဝယ်မလဲဆိုပြီးတော့မှပြန်ဝဲတစ်ခုရှိခဲ့ပါတယ်အဲ့အချိန်တုန်းကသူကသူ့ရဲ့ဥလိဖြစ်တဲ့ပိုဆိုင်တွန်နဲ့အပြိုင်ဒီမျိုးကိုပိုင်ဆိုင်မှုအတွက်သူတို့ကပြန်ဆိုင်ခဲ့ရတယ်ပိုဆိုင်တုံကတော့သူ့ရဲ့လှန်နဲ့ကြောက်တုံးကိုထိုးလိုက်တဲ့ခါမှာအင်လင်ယူအများကြီးထွက်လာတယ်။အဲ့ ထွက်လာတာဒါပေမဲ့ရင်ကငယ်နေတဲ့အတွက်မြို့သူမြို့သားတွေတုံလို့မရဘူး။ဒါပေမဲ့အဒီနာကဘယ်လိုလုပ်ခဲ့လို့ဆိုလို့ရှိရင်တန်လွင်ပင်တပင်စိုက်ပြိုးပြီးတော့မှအဲ့ဒီပင်ကတီးလာတဲ့အတီးစီတွေတကားတွေကိုမြို့သူမြို့သားတွေကို ပေးတယ်။အဲ့တော့မြို့သူမြို့သားတွေကအဒီနာကိုယူချက်လိုက်တယ်။အဲ့လိုနဲ့ပဲအဒီနာကအေတင်မျိုးရဲ့မဖျားမဖြစ်လာပြီးတော့မှမြို့ကိုလည်းအဒီနာရဲ့ကိုစားပြုအေတင်ဆိုပြီးတော့မှမြို့ကိုပေးလိုက်ပါတယ်။ ပြောရမယ်ဆိုရင်အတင်နာက virgin cornice ဖြစ်ပါတယ်အပြိုကြီးနှမလို့ပြောလို့ရတယ်เนาะသူကလင်ပြောင်းလဲတွေအချစ်တဲ့သူအချစ်တီချစ်သူတွေတာသမီတွေနဲ့သက်ဆိုင်မှုမရှိဘူးသူမှာအဲ့လိုမျိုးတွေမရှိဘူးပေါ့နော်သူ့ကို goddess original video လို့လည်းခေါ်ကြတယ်အတင်နာအကြောင်းပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ဇာတ်လမ်းကြောင်းမှာထင်ရှားတဲ့ဖြစ်ပျက်လေးတွေရှိခဲ့အဲ့ထဲမှာမှာအာရခီနဲ့အတင်နာအကြောင်းလေးကိုပြောပြမယ်အာရခီဆိုတာကကြတော့ တော်မယ်မင်းကလေးတယောက်ပဲဒါပေမဲ့သူကလက်မှုပညာဖန်တီးရတအားတော်တယ်တအားကိုတော်တယ်လက်ရမြောက်တယ်ပေါ့နော်အတီနာလည်းအရခီရဲ့အဲလက်ရတွေကိုချီကျူးတယ်ဒါပေမဲ့အရခီကတော့သူ့ရဲ့ချီတယ်လေးနဲ့သူလုံနိုင်တဲ့လက်ရတွေကအတီနာကတောင်သူ့လောက်မလုံနိုင်ဘူးဆိုပြီးတော့မှသူ့ကိုသူအမြင်နဲ့ကုန်ဖော်လိရှိပါတယ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီခေတ်မှာအတီနာကနဖျားမှာဇုဇုရဲ့တမီးနဖျားရဲ့တမီးဆိုပြီးတော့မှအရန်ကိုနာမည်ကြီးနေတဲ့အဂုံတကိုးကြီးတဲ့နဖျားမှာတပါး ဖြစ်တယ်ဒါပြင်ဒါပေမဲ့အာရခီကတော့သူ့ရဲ့လက်မှုပညာတွေကအတီနာကတောင်သူ့ကိုလိုက်မပြီးဘူးဆိုပြီးတော့မှသူအမြင် mental ရှိတယ်။အဲတော့ဒီနေ့မှအတီနာကအဖွားကြီးရောင်ဆောင်ပြီးတော့မှအာရခီစီကိုသွားပြီးတော့မှသူကိုကိုကိုအရန်မှန်တက်ဖို့ပြောပြီးတော့မှတတိပေးတယ်။ဒါပေမဲ့အာရခီကတော့ခရီးမဆိုင်ဘူးသူကတော့သူ့ပုံစံအတိုင်းပဲအမြင် mental ပြီးတော့မှသူ့ရဲ့လက်ရာတွေကအတီနာကတောင်လိုက်မမီပါဘူးဆိုပြီးတော့မှအမြင်ကြွားလုံးထုတ်နေလေးရှိပါတယ်။အော်တရက်မှာသူတို့တွေကအတီနာနဲ့အာရခီက ပြိုင်ပွဲတစ်ခုကျင်းပလိုက်တယ်။ဘာပြိုင်ပွဲလဲဆိုလို့ရှိရင်အဲ့ချီတဲ့နဲ့ပတ်သက်တဲ့လက်မှုပညာ craft လေးလုပ်တဲ့ပြိုင်ပွဲလုပ်လိုက်တယ်။အဲ့ဒီပြိုင်ပွဲမှာအတီနာကနေဖျားရီရဲ့ကောင်းမှုကုသိုလ်လုပ်တဲ့ဟာကြီးနေဖျားရီရဲ့ကောင်းမှုနဲ့လုပ်ရတဲ့ကိုသူ့ရဲ့ craft ထဲမှာချီတဲ့ထဲမှာအပုံဖော်နေ။ဒါပေမဲ့ Arachia ကတော့နေဖျားရီရဲ့မှားရင်းဓာရီလိန်လေဓာရီကိုဟိုမကောင်းတဲ့လုပ်ရတဲ့ကိုပဲချီတယ်နဲ့ဖော်ချီတယ်နဲ့ပုံဖော်လိုက်တယ်။ဒါပေမဲ့အဒီနာကတော့အရခီရဲ့ ရီခီရဲ့လက်ရာတွေကတကယ်ကိုထူးချွန်ကြောင်းပြောတယ်။ဒါပေမဲ့အဒီနာကအရီခီကိုစိတ်ပိုးသွားတယ်၊ဒေါသထွက်သွားတယ်။အဲ့ဒီအတွက်သူကကျေဆိုလိုက်တယ်နင်းတသက်လုံးချီပဲပဲဆွေးနေရမယ်ဆိုပြီးပြောလိုက်တယ်ဒါပေမဲ့လူသားဖြစ်နေတော့မဟုတ်ဘူးဆိုပြီးတော့မှလာကနေပြီးတော့မှ RK ကိုဘိုးကောင်တစ်ကောင်ဖြစ်ဖန်တီးလိုက်တယ်အဲ့တော့ RK ကဘိုးကောင်ဖြစ်သွားပြီးတော့မှတသက်လုံးဘိုးကောင်ဖြစ်နေပဲချီတယ်ပြီးကိုဆွဲသွားရတယ်တဲ့အဲ့ဒါကတော့အတီနာနဲ့ RK ရဲ့ဇလန်းပုံစံတစ်ခု ဒီဇလန်းရဲ့ပုံစံကတော့အတီနာကပြတာပြကျင်တာကတော်တယ်စွမ်းတယ်မှန်ပြီမဲ့ဂုံတိခါမရှိရင်ဘလောက်တော်တော်ပျက်စီးနိုင်တယ်လို့သူကပြောကျင်တာပညာရှိပြီမဲ့တော်တယ်လို့အမြင်မတက်ရဘူးတဲ့။အန်းလေးကတော့အဲ့လိုပါပဲ။နောက်နေ့ကြလို့ရှိရင်အတီနာနဲ့မဒူဆာနဲ့မြင်ပြီးပြောပြမယ်။ Bye bye ။